အားလုံးမင်္ဂလာပါဒီနေ့ကတော့တဆောင်ပုံလားပြည့်နေဖြစ်ပါတယ်တဆောင်ပုံလားပြည့်နေမှာပဲကျွန်တော်တို့အခုတနုမြီကိုရောက်ရှိနေတာဖြစ်ပါတယ်တနုမြီမှာတော့တခြားရှမ်းပြည်နယ်ဒေသတွေမှာလိုပဲတဆောင်နိုင်ပွဲကိုစီကတိုင်ခိုက်ဆောင်ကျင်းပနေကြပြီပဲဖြစ်ပါတယ်ဒီနေ့ကတော့နေရာဒေသတော်တော်များများမှာစီစီကာကားနဲ့တဆောင်နိုင်ပွဲမိကုန်းပွဲတွေကိုကျင်းပကြမှာပဲဖြစ်ပါတယ်ဒီနေ့လုံမှာနေရနေမှာကျွန်တော်တို့တနုမြီပင်တရာဒေသကိုရောက်ရှိနေတာဖြစ်ပါတယ်ပင်တရာဒေသကိုရောက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့ဒီဒေသမှာရှိနေတဲ့ ကျွန်တော်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေစီကိုလည်းရောက်ခဲ့ပါတယ်အဲ့ဒါချိန်တုန်းကဒီဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်အများကြီးလုံခြုံပေးခဲ့ကြတဲ့လူငယ်တွေလူရယ်တွေအားလုံးကဒီချိန်မှာလူမဆုံကြတော့ဖြစ်ပါတယ်ဘယ်လိုမျိုးလူမဆုံကြတော့တာလဲဆိုတော့ဒီပလောင်လက်နက်ကန်တဘောင် DNA ရဲ့အသုံးချမှုတွေနဲ့ပလောင်လက်နက်ကန်တဘောင် DNA ရဲ့ပြည်ုံမှုတွေနဲ့အတူဓနုပြည်နယ်တူတော်ရေးဆိုပြီးတော့နိုင်ငံရေးအခြေအနေပါစွာနဲ့မဲဆွေစီရင်ခဲ့တဲ့ထွန်းထွန်းနိုင်ကြောင့်တနုလူငယ်အများပြားရဲ့ဘဝတွေကျွေးလင်းခဲ့ရပါတယ်။ပုံမှန်ဆိုရင်ဒီလိုတစောင်းတိုင်းလားပြည့်နေ့တစောင်းမလားပြည့်နေ့ဆိုတာက ဒီ license တောင်တဲ့ညီနဲ့ရမ်းပြည်နယ်နဲ့ဒေသနဲ့ခွဲခြားလို့မရဘူးတပါးပဲရှိနေကြတဲ့နေရာတွေပါအပျော်တွေပျော်ရွှင်မှုပေါင်းများစွာနဲ့ကူးဆက်နေကြရတဲ့ဒေသတွေဖြစ်ပေမဲ့လို့အခုဆိုရင်တော့လူငယ်တွေအားလုံးကမစုံကြတော့ဖြစ်ပါတယ်ပလောင်လက်နဲ့ကင်တဘုံ DNL ရဲ့အုံချမှုတွေကဓနုပြည်နယ်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်မှုတွေနဲ့အတူ DPL တွေကိုရောက်ရှိသွားကြပါတယ် DPL ရဲကိုရောက်ရှိသွားကြတယ်ကျွန်တော်ရဲ့ညီငယ်တွေအားလုံးကအခုဆိုရင်ဒီအတ္တိဒုက္ခရောက်နေကြတာကိုကျွန်တော်မြင်တွေ့ရပါတယ် ဘလိုမျိုးဒီဒုက္ခရောက်နေကြသလဲဆိုတော့ဒီ DPL တွေကိုအတရားဓမ္မစစ်သားစုဆောင်ခံရတဲ့သူတွေပါတယ်နိုင်ငံသမားတွေရဲ့မဲဆက်စည်းမှုတွေကြောင့် DPL တွေဘောရဲကိုရောက်ရှိသွားကြတာရှိပါတယ် DPL တွေကိုရောက်ရှိသွားပြီးတဲ့နောက်ဒီနောက်ကျိုးတောင်ခမ်းတိုက်ပွဲဒေသတွေမှာ DPL အဖွဲ့တွေငင်းငယ်တွေအများကြီးထိခိုက်ဒေဆုံးမှုတွေနဲ့လည်းကြုံတွေ့ရပါတယ်ဒါချီပြီးတော့ထိခိုက်ဒေဆုံးတာတွေရှိခဲ့ပါတယ်ဒီထဲကနေမှကျွန်တော်ရောက်ရှိတဲ့အချိန်အချိန်တုန်းကဒီဒေသဖွံ့ဖြိုးတိုးတက်ရေးကိုအတူတူလုပ်ခဲ့တဲ့ ျွန်တော်တို့တွေအားကိုးရတဲ့ညီလေးတယောက်က PPL အဖွဲ့လေးကိုရောက်ရှိသွားတယ်။ PPL လေးကိုအတန်းအားမှာစစ်သားစုဆောင်ခံရပြီးရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဒီနောင်ချိုတောင်ခမ်းတိုက်ပွဲအတွင်းကန်ကြီးရွာကတိုက်ပွဲအတွင်းမှာပလောင်အကျန်းဖက်သမား TNL ကဒီတနုလူနယ်တွေကိုတရားမှာစစ်သားစုဆောင်ပြီးတော့ဒီစစ်မှုထမ်းခိုင်းတာတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုစစ်မှုထမ်းခိုင်းတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက်တမတို့ထိုးစစ်ကိုဟန်နောင်နိုင်တယ်မရှိတဲ့ပလောင်အကျန်းဖက်သမားတွေက TPL တနုညီငယ်လေးတွေအားလုံးကိုတမတို့ထိုးစစ်မှာအပြေခံခဲ့မှုတွေရှေးကနေပြီးတော့ဒီခံခိုင်းခဲ့တယ် ဒါပေမဲ့ဘလောင်လက်နက်ကင်ကောင်ဒီရန်နဲ့လည်းအပေါင်းအသင်းတွေကတော့နောက်ကွယ်မှာပဲရှိပြီးတော့ဒီတမရရဲ့ထိုးစစ်ကိုရှောင်ရဲခဲ့တယ်။နောက်ဂျိုတောင်ငန်းတိုက်ပွဲတဲ့ရှောင်မှာဘလောင်လက်နက်ကင်ကောင်ဒီရန်နဲ့အရင်နဲ့ DBLA ဆိုပြီးတော့ရှိတဲ့ဂျာက DBLA အဖွဲ့ကတကယ်ကိုအသုံးချခံရှိမှအသေးခံခိုင်းနဲ့အသေးခံမှုအတွက်ဖြစ်ဖြစ်ပေါ်လာတဲ့အဖွဲ့တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ဒီအဖွဲ့တွေကြောင့်ပဲ DBLA အဖွဲ့တွေကျွန်တော်တို့ရဲ့မိတ်ဆွေညီလေးတွေအများကြီးထိခိုက်ဒိဆုံးခဲ့ရပါတယ်။အဲဆိုလို့ရင်းကိုပြန်ဆက်ရရင်တော့ဒီအလင်းဝင်ပြီးတော့ဝင်ရောက်လာတဲ့ညီငယ်လေးတွေတနက်ချဝင်ရောက်လာတဲ့ညီငယ်လေးတွေအားလုံးကတော့မိမိဒေတာ မိပဝင်ကျင်ကိုအေးအေးဆေးဆေးနဲ့ပြန်လည်ဝင်ရောက်လာနိုင်ကြပြီဖြစ်ပေမဲ့လို့ဒီအကြမ်းဖက်သမားတွေရဲ့စီအောင်လုံဆောင်မှုတွေအတင်းဆက်လက်ကြမ်းရှိနေတဲ့ညီငယ်လေးတွေကတော့အမောင်လောကထဲမှာပဲဒီလိုမျိုးတစောင်းတိုင်းဒေသတွေကိုမိမိရဲ့ရက်ရွာမိမိရဲ့မွေးရက်မျိုးကိုမပြောင်းနိုင်တော့တဲ့ပြန်လည်မဲ့လမ်းတွေကိုရွေးချယ်မိသွားပြီဆိုတော့အခြေအနေမျိုးတွေကိုလည်းမြင်တွေ့ရတဲ့အဆင်ကောင်းနေတဲ့အများကြီးဖြစ်ရပါတယ်။ဒါကြောင့်မလို့ဒီ VLA ကညီလေးတွေတနုပြည်နယ်ထူထောင်မယ်ဆိုတဲ့ညီလေးတွေအနေနဲ့စိတ်ကူးရှင်မှုတွေနဲ့အကြမ်းဖက်သမားတွေနိုင်ငံရေးသမားတွေစီအောင်မှုတွေရဲ့နောက်ကိုမလိုက်ကြပါနဲ့။ ကိုဒေတာကိုရဲ့ရွာအတွက်ကိုမိပါတွေကိုအတိုင်းဝိုင်းနေအတွက်တင်းကြီးအေဂျင့်နဲ့ဒေတာတင်းကြီးအေဂျင့်နဲ့တနုဒေတာပင်တရာရွာငံဒေတာကိုဒီထက်ပိုလို့မဖြက်စည်းမိစေဖို့အဓိကကတော့ကိုရဲ့အရေးပေါ့နောက်တစ်ခုကတော့ကိုရဲ့မိသားစုအရေးအားလုံးကိုအစဉ်ပြေပြေနဲ့ချွေးချွေးဝင်ဆောင်ရွက်ပြီးမှဒါကျွန်တော်တို့ကနိုင်ငံတော်အတွက်ကိုဆောင်ရွက်ပြီးသွားနိုင်မှာဖြစ်ပါတယ်အကြမ်းဖက်သမားတွေရဲ့စီးရုံးမှုတွေကြောင့်လက်နက်ကန်လမ်းကြီးကိုလိုက်သွားတဲ့ညီငယ်လေးတွေကိုလည်းဆက်လက်ပြီးမြတ်တာရက်ခံလို့ပါတယ်အခုလိုမျိုးဒီလိုအချိန်တွေဆိုတာကတစောင်းတိုင်းကာလတွေဆိုတာကကျွန်တော်တို့အားလုံးပြည်သူရွှင်ရှင်နဲ့ဖြတ်တန်းကြရတဲ့အချိန်ကာလတွေဖြစ်ပါတယ် ဒါပေမဲ့အခုလူမဆုံးကြတော့ဘူးဖြစ်ပါတယ်။ဘာကြောင့်လူမဆုံးကြတယ်လဲဆိုတော့ DPL တွေကိုရောက်ရှိသွားပြီးတဲ့နောက်အကြံဖက်သမားတွေရဲ့မဲဆွယ်စည်းရုံးမှုတွေကြောင့်ကျွန်တော်တို့အားလုံးကလူမဆုံးတော့တဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။တစောင်းတိုင်းမှာလူတွေမဆုံးကြတော့ဘူးဆိုပေမဲ့လည်းရိုးရတလေထုံးစံတွေအတိုင်းပဲတစောင်းတိုင်းပွဲကိုတော့အောင်မြင်သွားစီကားတိုက်မြင့်စွာနဲ့ကျင်းပလျက်ရှိပါတယ်။အကျမဲ့သမားတွေကတော့ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုကိုရွေးချယ်မှုနဲ့ကိုတော်ထဲမှာပဲဖြစ်တယ်လို့နေဖြစ်တယ်လို့စာပေါ်ဝါနဲ့တေလို့တင်မှမသိတဲ့ဘဝကိုရောက်ရှိနေကြပေမဲ့ ဒေသခံတို့တိုင်းရင်းသားတွေအားလုံးကတော့ရိုးရဒလီ30နီအတိုင်းပဲသဆောင်နိုင်ပွဲကိုစီကားတိုက်မြက်စွာကျင်းပရရှိပါတယ်။အခုဆိုရင်လည်းရက်တီကြွားတွေအိမ်တိုင်းမှာသဆောင်နိုင်ပွဲကိုအောင်မြင်စွာကျင်းပနေကြတာလည်းရှိသလိုကျွန်တော်တို့ရဲ့ဒီရောင်းငယ်ပင်တရဒေသကနေမြေကြီးဖျားတွေမှာလည်းသဆောင်နိုင်ပွဲကိုစီကားတိုက်မြက်စွာကျင်းပနေကြတာလည်းရှိပါတယ်။ ဆိုတော့ဒီတကောင်နိုင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးတာဖြစ်တဲ့အတွက်ဆောင်းကတကောင်နိုင်ကဗီဒီယိုဖိုင်လေးတွေကိုဆက်လက်ပြီးတော့အပျော်ရေကူးဆက်စေဖို့အတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်အားလုံးအပျော်ရေကူးဆက်စေဖို့တကောင်နိုင်ပွဲလေးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးပါဦး။ကဲတောင်းနိုင်ပွဲကိုကျွန်တော်ပြပြရှင်းရှင်းနဲ့ပဲအာ ကျင်းပနေကြတယ်။ဖျားပွဲတွေသွားတာတွေလည်းရှိတယ်။ဖျားပွဲတွေမတော်ဘဲနဲ့အိမ်ထဲမှာပဲကျင်းပနေကြတာလည်းရှိကြပါရဲ့။အကျန်းပသမားတွေကတော့အကျန်းပသမားတွေအဆုံးချခင်ဘဝနဲ့ပဲတံပိုးမဲ့စွာနဲ့ဒီဆုံးနေကြရတာဖြစ်ပါတယ်။